င်ယူပါတယ်။တင့်ကိုရန်ကုန်မြို့ရဲ့နောက်ဆုံးပေါ်အထက်မြင့်အဆောက်အုံတစ်ခုဖြစ်တဲ့ဘိုးကျုံလမ်းပေါ်က Sky Mall Tower မှာညာဆိုင်တန်ရှိဝန်ထမ်းဖြစ်တာဝန်ခံခဲ့ပြီးဖြစ်ပါတယ်။ဝန်ထမ်းလိုအပ်ချက်အရတင့်တငယ်ချင်းမိတ်ဆွေတွေကိုပါမန်ရှင်းခေါ်ပြီးတူတူအလုပ်စားဆင်လို့ရပါတယ်။ညာဆိုင်ကည7:00နာရီကနေမနက်9:00နာရီအထိဖြစ်ပါတယ်။လိုင်းနိုင်ရမယ့်စီကန်6ခုရှိပါတယ်။စီကန်နံပါတ်1 အလုပ်ချိန်စတာနဲ့တင့်ထက်အရင်အလုပ်လုပ်နေသူတွေကိုတွေ့ရပါလိမ့်မယ်။သူတို့ကိုတော့မနှုတ်ဆက်ပါနဲ့။တင်ကလွယ်ပြီးတခြားတရားဝင်အလုပ်ခန့်အပ်ထားတဲ့သူမရှိပါဘူး။စီကန်နံပါတ်2မနေ့နှစ်နာရီနောက်ပိုင်းမှာဓလီကမရှိပါနဲ့။တကားသူ့အလိုလိုပွင့်လာလို့ထဲကတယောက်ယောက်ကတင့်ကိုပြုံးပြရင်မတိကျအောင်ဆောင်နေပါ။စီကန်နံပါတ်3 တစုံတစ်ယောက်ကတင့်လာကတ်လာပြီးစကားလာပြောရင်ပြန်မပြောပါနဲ့ထက်လာပြောရင်နားပိတ်ထားပြီးငါ့ကိုမခေါ်ပါနဲ့လို့ပြောပါစီကန်နံပါတ်၄မနက်၂နာရီခွဲနားချိန်ရောက်ရင်ဝန်ထမ်းနားနေခန်းကိုမဖြစ်မနေသွားပါစင်တာထဲမနေပါနဲ့တင့်အတွက်ကော်ဖီတစ်ခွက်ဖြော်ထားပေးပါလိမ့်မယ်အတောက်လိုက်ပါနဲ့စီကန်နံပါတ်၅ တန်းစင်ကန်နေရာမှန်ကိုကြိလိုက်တာနဲ့အစာဦးခေါင်မိုးပေါ်ကိုရောက်သွားတယ်လို့ခန်းစားရတတ်ပါတယ်။ခေါင်မိုးတွေရောက်သွားခင်ရင်လည်းအောက်ကိုဘယ်တော့မှမကြည့်ပါနဲ့။အရင်ဝင်တိုင်းကအဲ့နေရာကနေပြန်မလာတော့လို့ပါ။စီကန်နံပါတ်6တပတ်ပဲအလုပ်စင်ပါ။သူတို့ကတင့်ကိုသဘောကျလို့တတ်တတ်တာဝင်တဲ့အဖြစ်ခန့်အပ်ချင်နေရပါ။မနေ့အလုပ်စင်အလုပ်အကြောင်းကိုရှောင်မပြောပါနဲ့။စီကန်များလိုက်တာပါ။ Kaum mal sehen.